်မင်္ဂလာပါရှင်ခစ်တက်တယ်လီဗီရှင်း channel မှာသတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ခိုင်နင်းဝေကိုလူမှုကွန်ရက်ပေါ်တွင်ဝေဖန်ခဲ့သော model agency ပါရှင်ဂျိုလင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မြို့ရှိနာမည်ကျော် model agency ပါရှင်ဂျိုလင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးလျက်ရှိကြောင်းစစ်တပ် lobby telegram channel ကသတင်းဖော်ပြလာပါတယ် ဇွန်လ၄ရက်နေ့ညပိုင်းပြည်ပမှရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိခဲ့ပြီးနောက်ဂျွန်လင်ကိုစစ်တပ်ကခေါ်ယူစစ်ဆေးနေခြင်းဖြစ်ပြီးစစ်တပ်လော်ဘီ Telegram သတင်းဖော်ပြချက်အရအစိုးရချမ်းချမ်းရောက်ချသည့်ကုန်ပစ္စည်းများကိုဝယ်ယူသည့်သို့သောသတင်းများကြောင့်ခေါ်ယူစစ်ဆေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။ သူပြောက်နေတယ်ဆိုတာတော့သတိထားမိတယ်အခုခေါ်ပြီးစစ်ဆေးနေတယ်ဆိုတာသိရတော့စိတ်မကောင်းဘူးသူကသူ့အမေကိုအယမ်းချင်အယမ်းခရူးစိုက်တဲ့သူပါသူ့အမေကလည်းသူ့သားကိုအယမ်းချစ်တော့မြန်မြန်ပြန်လွတ်ပါစေဆုတောင်းပါတယ်ဟုရန်ကုန်မြို့မှာရုပ်ရှင်လောကသားတအူကသတင်းဌာနသို့ပြောဆိုပါတယ် အခြားရုပ်ရှင်လောကသားတအူးကစစ်တပ်ကဂျွန်လင်ကိုခေါ်ယူစစ်ဆေးမှုသည်စစ်တပ်ဘက်တော်သားခိုင်နင်းဝေကိုဂျွန်လင်ကလူမှုကွန်ရက်ပေါ်မှတဆင်ဝေဖန်ခဲ့မှုကြောင့်အတိတ်ကဖြစ်နိုင်ပြီးခိုင်နင်းဝေကိုမှားလွဲသောအလူငွေ29သိန်းပြန်လွှဲပေးရန်ခိုင်နင်းဝေကိုဝေဖန်သောပို့စများကိုဂျွန်လင်ကလူမှုကွန်ရက်မှတဆင်အကြေအများစွာရှိခဲ့ကြောင်းသိရှိရပါသည်ဂျွန်လင်ကခိုင်နင်းဝေကိုဒဲ့စော်ပြီးစိန်ခေါ်ပြီး ခိုင်နှင်းဝေမှုမမှန်တဲ့အကြောင်းတွေကိုတောက်လျှောက်ရှင်းခဲ့တာအဲဒါကြောင့်ထင်တာပဲဟုအခြားရုပ်ရှင်လောကသားကရှင်းပြပါတယ်မေလ26ရက်နေ့ဂျွန်လင်ကခိုင်နှင်းဝေအနေဖြင့်မှားလွဲလာသောအလူငွေ29သိန်းကိုချက်ချင်းပြန်ပေးတင်ကြောင်းဝေဖန်ရေးသားခဲ့ပါတယ်လူပိတရင်ပြီးပြီတချိန်ကအရန်လေးစားတယ်ငါတို့မလုံနိုင်မသွားနိုင်တဲ့နေရာတွေသူအပင်မန်းခံပြီးလုံနိုင်တယ်ဆိုပြီးတအားလေးစားခဲ့ပါတယ်အခုတော့29သိန်းကျော်ခရက်မှာ ဒီလောက်အသေးစိတ်ရှင်းပြတာတော့ညနေပြောင်းတိုက်ပြီးဝန်ထမ်းကတမျိုးအမျိုးမျိုးတွေဆိုတော့တခုတော့တီထားစေချင်ပါတယ်။နက်ပြီးတွားကျင်တဲ့သူကသူ့ဘာသူလွတ်လန်းရှာပါလိမ့်မယ်။ဈေးကုတ်ပြီးနက်ပြီးတက်ခိုင်းရလောက်အောင်အထိတီလာတွေမိုးမချုပ်စေချင်ဘူး။တရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကိုတရားဝင်ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းကဝင်စစ်ဆေးလို့ရတယ်ဆိုတာတီထားစေချင်တယ်။ လူတွေကဖျဲပြတိုင်းကြောက်ရအောင်မိမဲ့တိုင်းပြည်လည်းမဟုတ်ဘူးဂျွန်လင်ကသူ၏လူမှုကွန်ရက်တွင်မေလ26ရက်နေ့ကရေးသားခဲ့ပါတယ်မြန်မာနိုင်ငံတွင်ရေးပေးငလင်ပေးအပါဝင်ဒေဒုက္ခများကိုခိုင်နှင်းဝေကပြည်သူလူထုထံမှအလုံငွေများကောက်ယူပြက်လဲလူဒန်းဆောင်ရွက်ရာတွင်စစ်တပ်နှင့်ပူးပေါင်း၍ဒေသအာဏာပိုင်များမှတဆင့်လူဒန်းချင်းပြည်သူလူထုကလူဒန်းသောငွေများကိုနေမြေကအာဏာပိုင်များထံသို့ထားရိုက်လွှဲအပ်ခြင်းစစ်တပ်နှင့်ပတ်သက်သောအခမ်းအနားများသို့တက်ရောက်ခြင်းစစ်တပ်ထောက်ခံသော policy ကားများတွင်တက်တက်ကြွကြွပါဝင်သရုပ်ဆောင်ရွက်တို့ကြောင့်စစ် က်ဘတ်တော်သားအဖြစ်သတ်မှတ်ဝေဖန်မှုများရုပ်ရှင်အတိုင်းဝိုင်းနှင့်ပြည်သူများအကြားတွင်ထွက်ပေါ်လျက်ရှိသည်ဆက်လက်ပြီးငဖဲမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သားတအုပ်တည်ဆုံးပြီးလက်နက်တလက်နှင့်ခဲယမ်းအချို့သိမ်းဆည်းရရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် မကွေးတိုင်းငဖဲမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားတဦးသေဆုံးပြီးလက်နက်တလန်းနဲ့ခရဲအချို့တင်စီရရှိခဲ့ကြောင်းအရှိုချင်းကာကွယ်ရေးတပ် ACDF မှတရင်နှစ်ပြန်ကြားရေးတာဝန်ခံဆလိုင်းခဏီလေးဝေကတရင်ဌာနသို့ပြောကြားပါရယ်ဇွန်လ၂ရက်နေ့ကငဖဲမြို့နယ်အံပရန်လန်ပိုင်းအရှိုချင်းကာကွယ်ရေးတပ် ACDF ဒေသတင်ထိန်ကျုံရနေရာသို့ဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ACDF တပ်ဖွဲ့ဝင်များမှပြစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်တိုက်ပွဲဖြစ်ပွားပြီး15မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်းသိရ ြပါတယ်။ငဖဲမြို့နယ်တဲမှာပါစခါတွေကဘဲကနေလာပြီးဘဲကိုစစ်ကြောင်းထိုးဖို့လာလဲဆိုတာအတိအကျမသိရဘူး။အင်းအားလည်းအတိအကျမသိရပါဘူး။အခုစစ်ကြောင်းလာတာတိလို့တိုက်ခဲ့တာပါဟုအရှိုချင်းကောက်ွယ်ရေးတက် ACDF မှာသတင်းနှင်းပြန်ကြားရေးတာဝန်ခံဆက်လိုင်းခန့်ဒီလေးဝေကသတင်းဌာနသို့ပြောကြားပါတယ်။ ထိုက်ပွဲဖြစ်ပွားရနေရအားနေမြေရှင်လင်းစဲစစ်သားအလောင်းတလောင်းနဲ့ MA1 အမျိုးအစားတနက်တလန်ခြေပေါက်၅ပေါင်နဲ့ခရရန်အချို့တင်းစီရရှိခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးမန္တလေးအိုးပိုထောင်တွင်ငလင်ကြောင်အဆောက်အုံပြုကြထေဆုံရသူများတဲတွင်နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ49ဦးပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အိုးပိုအကျဉ်းထောင်တွင်မလ28ရက်နေ့တွင်လှုပ်ခတ်ခဲ့သည့်အင်အားပြင်းငလင်ကြောင်အဆောက်အုံပြုကြ၍ထေဆုံသူ80ဦးကျော်အထိရှိခဲ့ပြီးထေဆုံသူများတဲတွင်အနည်းဆုံးနိုင်ငံရေးအကျဉ်းသားအကျဉ်းသူ 49ဦးပါဝင်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကော်ရက် PBNM မှာဗဟုဥဆောင်ကော်မတီဝင်ကိုတိုက်ထွန်းဦးကခရင်းဌာနသို့ပြောကြားပါရယ် ထို့သောအကျဉ်းသားတည်ဆုံမှုများနှင့်ပတ်သက်ပြီးစစ်ကောင်စီ၏သတင်းထုတ်ပြန်မှုများတွင်မပါဝင်ခဲ့ပဲသတင်းအမှောင်ချဖုံးကွယ်ထားသည်ကိုတွေ့ရှိရကြောင်း PPNM ထံမှသိရပါတယ်။ကျွန်တော်တို့ငလင်ကြောင့်တည်ဆုံရခြင်းနဲ့အတူထောက်အာဏာပိုင်းတွေရဲ့စီမံခန့်ခွဲမှုများဖြစ်တဲ့အတွက်လည်းအခုလိုအရေးအတွက်အများကြီးတည်ဆုံခဲ့ရတယ်ဆိုတာကိုအတိပေးပြောကြားချင်ပါတယ်။ဒီလိုနိုင်ငံရေးအကျဉ်းသားတွေအပါအဝင်အကျဉ်းသားတွေကိုအခန်းချင်းတွေထဲမှာဟောင်းနှဲတဲ့အဆောက်အုံတွေမှာလူဦးရေထူထပ်စွာထားရှိခဲ့တာငလင်လောက်ခတ်ချိန်မှာအပြင်ထွက်ခွင့်ကိုအချိန်တပြေ ေးညီမပေးခဲ့တဲ့အတွက်အခုလိုမျိုးအဆောက်အဦပြိုကျချိန်မှာနိုင်ငံရေးအကျဉ်းသားတွေရဲ့အသက်တွေပေးဆက်ခဲ့ရတာဖြစ်ပါတယ်ကြပြင်းပြင်ပောက်ကိုသွားရောက်ကုသခွင့်ရဖို့အတွက်စာတင်တဲ့သူတွေကိုအချိန်နဲ့တပြင်းညီကုသခွင့်မပေးခဲ့တဲ့အတွက်လည်းဖြစ်ဖြစ်ချင်းဒီမှာမဟုတ်ဘဲနဲ့ထိခိုက်ဒဏ်ရာတွေနဲ့ထောင်ထဲမှာတည်ဆုံးခဲ့ရတဲ့အခြေအနေတွေလည်းဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ် ဒါကြောင့်လည်းအခုလိုအရေးအတွက်49ဦးရှိတာဖြစ်ပါတယ်။ဒီအရေးအတွက်ဟာအ ਨੇ ဆုံးအရေးအတွက်သားဖြစ်ပြီးတော့ကျွန်တော်တို့ဆက်ပြီးမှသိရှိရတဲ့အခါမျိုးမှာနောက်ဆုံးရလက်အခြေအနေတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်ဟုခိုတိုက်ထုံးဦးကသတင်းဌာနသို့ပြောကြားပါတယ်။မန္တလေးအုပ်ဖို့အကျဉ်းထောင်အတွင်းရှိနိုင်ငံရေးအကျဉ်းသားများသည်အုံနယ်ရန်လေးပတ်အတွင်းသတင်းအမောင်ချခံရရသည့်အတွက်ပြင်ပရှိမိသားစုဝင်များလည်းဖြစ်စဉ်အခြေအနေအမှန်များမသိရှိခဲ့သည့်အတွက်ရက်လေစွန့်ကြွေးပင်မပြုလို့ရသေးကြောင်း PPNN ထံမှသိရပါတယ်။လက်ရှိအချိန်တည်း OPPO အကျဉ်းထောက်အတွင်ရှိနိုင်ငံရေးအကျဉ်းသားများအပါအဝင်အကျဉ်းသားများသည်ထောက်ပံ့ကူညီမှုများစွာလိုအပ်လျက်ရှိပါသဖြင့်လူအခွင့်အရေးနှင့်တရားမျှတမှုကိုဖော်ဆောင်နေကြသည့်အဖွဲ့အစည်းများမှထောက်ပံ့မှုများဆောင်ရွက်ပေးစီလိုကြောင်း PPNN အနေနဲ့လိုအပ်သည့်ထောက်ပံ့ကူညီမှုများပေးနိုင်ရန်အတွက်ဆောင်ရွက်လျက်ရှိကကူညီပံ့ပိုးလိုသည့်ပြည်သူများကိုလည်းဖိတ်ခေါ်ထားပါတယ်။ ဆက်လက်ပြီးဂျိုးပင်ကောင်းမျိုးနဲ့ကိုင်းရရှိရွာတွင်ခိတ်ထားပြီးငွေကောက်နေသည့်စစ်တပ်မှတက်ချက်ကြီးဆိုရစာပြစ်ခတ်ခရပြီးတည်ဆုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ဘကူတိုင်းဂျိုးပင်ကောင်းမျိုးနဲ့ကိုင်းရရှိရွာတွင်ခိတ်ထားပြီးငွေကောက်နေသည့်အကြမ်းဖက်စစ်တပ်မှတက်ချက်ကြီးဆိုရစာကိုပြစ်ခတ်တိုက်ခတ်ရာတည်ဆုံခဲ့ကြောင်း တရင်3နာရီရာတက်ခွင်ကဂျိုးပင်ကဟီးရိုးပျောက်ကြားတက်ခွင်မှာတာဝန်ရှိသူတို့ကသတင်းဌာနသို့ပြောဆိုပါတယ်။ယနေ့ဇွန်လ9ရက်နေ့နနက်10နာရီခန့်တွင်ကိုင်းရရှိရွာ၌ဂိတ်ထိုင်ပြီးငွေကောက်နေသည့်အကြံဖတ်စစ်တပ်မှတက်ချက်ကြီးဆိုရစားကိုတရင်3နာရီရာတက်ခွင်ကဂျိုးပင်ကဟီးရိုးပျောက်ကြားတက်ခွင်မှာတော်လရေးတက်ခွင်များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ရှင်းတိုက်ခိုက်မှုအတွင်တက်ကြက်ကြီးဆိုရသာသည်ပွဲချင်းပြီးတည်ဆုံခဲ့ပြီး၎င်းထံမှလက်ပြပုံတစ်လုံး၊ကြီ900စိုင်းကဲတစီ၊ဖုံးတစ်လုံး၊ငွေကျက်တစ်သောင်းခွဲမှတ်ပုံတွေနဲ့စစ်မှုရန်ဟောင်းကပ်ပြားတို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။သူကစစ်ခွေးတက်ကြက်ကြီးပါကျွန်တော်တို့ဝင်ပစ်တဲ့အချိန်မှာသနက်ကြီး၃ချက်ထိမှန်ပြီးပွဲချင်းပြီးတည်ဆုံနေခိုင်းရရှိရွာမှာဂိတ်ထိုင်ပြီးငွေကောက်နေတဲ့အချိန်ဝင်ပစ်ခဲ့တာပါဟုတရင်၃နောက်ရှိရတဲ့တက်ခွဲငါဂျိုးပင်ကောက်ဟီးရိုးပျောက်ကြားတက်ခွဲမှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ ဆက်လက်ပြီးကြောက်ဖြူတိုက်ပွဲအေအေက ဖြည်းဖြည်းချင်းတိုးပြူဟာကိုအသုံးပြုနေကြောင်းစည်ရေးလီလာသူများသုံးသက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရက်ခိုင်ပြည်အတွင်းကြန့်ရှိနေသည့်မျိုးသုံးခုအနက်ကြောက်ဖြူမျိုးသိန်းတိုက်ပွဲကိုအရက်ကတက်တော်အေအေကဖြည်းဖြည်းချင်းတိုးပြီးထပ်ယူသည့်နီးပြူဟာကိုအသုံးပြုနေကြောင်းစည်ရေးလီလာသူများကသုံးသက်ပြောဆိုကြပါတယ်။ ရှခိုင်းပြည်အတွင်း AAE မျိုးသိန်းတိုက်ပွဲများမှာရခိုင်ကအားရဖို့ကောင်းတော့လဲကြောက်ဖြူမျိုးသိန်းတိုက်ပွဲမှာအားရဖို့မကောင်းသေးမှာဖြူဟာပြောင်းပြီးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသုံးသပ်ကြပါတယ် ကြောက်ဖြူဒေသတွင်တရုတ်စီမံကိန်းများရှိသည့်အတွက် AA ကအင်အားသုံးတိုက်ခိုက်ခြင်းများမပြုလုပ်ဘဲတလက်မှချင်းတို့သည့်ညီပြူဟာကိုအသုံးပြုနေသည်ဟုအမိမဖော်လိုသည့်စစ်ရေးသုံးသပ်သူတဦးကပြောပါရယ်။ကြောက်ဖြူတိုက်ပွဲက AA ဟာအင်အားအလုံးရင်းနဲ့ဝန်တိုက်လို့ရပေမယ့်မတိုက်သေးတာကိုတွေ့ရတယ်။ပြောရရင်တလက်မှချင်းတို့ရဲ့ညီပြူဟာကိုအသုံးပြုနေတယ်။အဲ့လိုတလက်မှချင်းတို့ယူတိုက်ခိုက်ရာကနေနောက်ဆုံးမှကြောက်ဖြူမျိုးကိုအချိန်မရွေးဝင်သိမ်းလို့ရတယ်ဆိုတဲ့ပါဝါကိုပြကျင်တာလေပါကောင်းပါနိုင်တယ်ဟုပြောပါရယ်။ ကြောက်ဖြူတွင်တရုတ်စီမံကိန်းများတရှိရာနေရာလဲဖြစ်ပြီးကြောက်ဖြူမျိုးသိမ်းတိုက်ပွဲမှာတရုတ်နှင့်အရက်ကတက်တော် AA တို့မမြည်စရန်ရှောင်ပြီးတိုက်နေခြင်းဖြစ်ကြောင်းစီရီယံဘူကြီးစင်ယောကသုံးသပ်ထားပါတယ်။အခု AA ကကြောက်ဖြူမှာရတက32ပေါ့နော်။ရဲတပ်ရင်းအခုအမှတ်32ရဲတပ်ဖွဲ့ခွဲကို UTP တိုက်နေတယ်။အဲ့ဒီရတကကိုရလိုက်ပြီးဆိုရင်တော့ကြောက်ဖြူမှာ30ရာခိုင်နှုန်းလောက်ထိန်းချုပ်ထားနိုင်တဲ့အနေအထားဖြစ်သွားမှာပါ။ ကျပ်ဖြူတိုက်ပွဲမှာရခိုင်မျိုးသိန်းတိုက်ပွဲတွေလို့အေအေဟာအင်အားသုံးပြီးတော့ဒုနဲ့တိုက်စစ်ဆင်နေတာကိုမတွေ့ရဘူးလက်နက်ကြီးဖိအားကိုမယူဘဲနဲ့စစ်ကြောင်းငယ်လေးတွေကိုဥချိုးပြီးကမှဖြည်းဖြည်းချင်းဝင်တိုက်တဲ့နှီးပြူဟာကိုတွေ့နေရတယ်။ခါတိုင်းတိုက်တဲ့အခါဆိုရင်ဒုနဲ့တိုက်ချက်ကလုံးဝအားရဖို့ကောင်းတိုက်ပေါ့နော်။အခုကျပ်ဖြူတိုက်ပွဲမှာတော့အေအေကတရုတ်နဲ့မညီအောင်လို့ရှောင်ပြီးတိုက်နေရတယ်လို့ပဲကျွန်တော်ကတော့ယူဆပါတယ်ခင်ဗျာဟုပြောပါတယ်။ အာရကတက်တော် AA သည်ဖြည်းဖြည်းချင်းတို့သည်မိဖြူဟာကိုအသုံးပြုတိုက်ခိုက်မှုဖြင့်၆ဖြူမျိုးတွေကစစ်ကောင်စီ၏လက်ခမောကကင်းစခန်းမင်းတက်တောင်စခန်းနှင့်နှမ်းဖဲတောင်ကကင်းစခန်းတို့ကိုမေးလအတွင်းမှာတိတ်ပိုက်ထားပါသည်။ မေလ28ရက်နေ့ကဖြစ်ပွားခဲ့သည့်နှမ်းဖဲတောင်တိုက်ပွဲအတွင်မှစစ်ကောင်စီ၏တပ်မ71ချင်းမြန်တပ်ရင်းဌာနချုပ်မှဘုံမူးချုပ်ကျော်မျိုးအောင်အပါအဝင်နောက်ထပ်အရာရှိနှင့်ထပ်သားစုစုပေါင်း5ဦးမှ AAE စနိုက်ပါဖြစ်ခတ်မှုကြောင့်တိဆုံးသွားပြီဟုသိရပါတယ်။မေလ30ရက်နေ့ကဖြစ်ပွားခဲ့သည့်မင်းတပ်တောင်ကျေးရွာအနီးတိုက်ပွဲမှာလည်းစစ်ကောင်စီ၏တိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဘုံမူးကြီးအပါအဝင်စစ်တုံးပန်း15ဦးကိုအေအေကအရှင်ဖမ်းဆီးရရှိခဲ့သည်။ ကြောက်ဖြူတိုက်ပွဲအတွင်းအေအေအီထိုးစစ်များကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်များစစ်ကြောင်းများမှခစင်ကလျားထွက်ပြေးနေကြောင်းလည်းသိရပြီးအာရကတက်တော်အေအေကလိုက်လံရှင်းလင်းတိုက်ခိုက်နေသည်ဟုသိရသည်